တကယ်လို့တင်ကအပြာရောင်ခွင်းနေအများကြီးပါတဲ့ရေပွဲအကိုက်ခံရပြီဆိုလို့ရှိရင်အရေးပေါ်ကုသမှုအနေနဲ့ဘာတွေပြုလုပ်လို့ရလဲစိတ်ရုံမသွားခင်မှာဘာတွေလုပ်ရမလဲဒီနေ့မှာဒါကိုပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီအပိုင်းမှာဆိုရင်ဒီအပြာရောင်ခွင်းနေအများကြီးပါတဲ့ရေပွဲအချောင်းကိုတော်တော်များများသိကြမယ်ထင်ပါတယ်ဒီရေပွဲကအနေရရှိတဲ့ပင်လယ်ရှင်တွေတက်တော်ရဲမှာပါဝင်ပါတယ်ဆိုတော့ သူ့ရဲ့ထူးခြားချက်ကဘာလဲဆိုရင်သူ့ရဲ့ခန္ဓာကိုယ်မှာလက်တံပေါ်မှာအပြာရောင်ခွင်းနေအများကြီးပါဝင်တာဖြစ်ပါတယ်အခမ်းအနကြီးဆိုလို့ရှိရင်ခွင်း90ခွင်း60လောက်ပါဝင်ပါတယ်ဒီရေပေါ်ရဲ့အရွယ်အစားကခမ်းအနကြီး7နှစ်စင်တီမီတာကနေပြီးတော့20စင်တီမီတာလောက်ရှိပါတယ်ပြောမှဆိုရင်အရွယ်အစားကသေးပါတယ်သေးတယ်ဆိုပေမဲ့ဒီအကောင်ကအနည်းရရှိတယ်အစိတ်ပြင်းတယ် အဲသူရဲ့အစိတ်ကဖြည့်စေအခုတိမရှိသေးပါဘူးအသက်ရှူဆက်ရှိတဲ့ဆေးရုံမှာအချိန်မီကုသနိုင်မှာလားကျွန်တော်တို့ကအသက်ရှင်နိုင်မှာဖြစ်ပါတယ်သူတော့ဖြည့်စေမရှိပါဘူးဟုတ်ပြီအဲ့တော့ဆိုလို့ရှိရင်ဒီရေပွဲအကြောင်းကိုကျွန်တော်အကြံပေးပြောပြကြည့်အောင်အဲ့တော့ဒီဘီဘွေရဲ့အရွယ်စားကသေးတယ်အများအပြား7စနစ်စင်တီမီတာကနေပြီးတော့20စင်တီမီတာခန့်သာရှိတယ်အဲလေးချိန်အဖြစ်ဆိုလို့ရှိရင်25 ဂရမ်လောက်ပဲလေးတယ်။အရောင်နေနဲ့ဆိုလို့ရှိရင်တော့ဒါအဝါဖြော့ဖြော့ပုံစံတွေ့ရမှာဖြစ်ပါတယ်။သူ့ရဲ့ဒီအပြာရောင် ခွင်းတွေကအနည်းတစ်ခုရင်ဆိုင်ရပြီဆိုလို့ရှိရင်သူတို့ကဒီခွင်းလေးတွေကအရောင်ပို့ပြီးတော့တောက်လာတယ်လို့ဆိုပါတယ်။တကယ်တော့ဒီရေပွဲတွေကဘယ်နေရာတွေမှာတွေ့ရတယ်လဲဆိုလို့ရှိရင်ဩစတြေးလျအင်ဒိုနီးရှားဖိလစ်ပိုင်ဂျပန်အဲတရုတ်လင်္ကာနဲ့အိန္ဒိယသမုဒ္ဒရာတစ်လျှောက်မှာ တွေ့ရနိုင်တယ် ပြီးတော့ဒီရေပွဲလေးတွေကရေတိမ်မှာနေတာများတယ်အများအဖြစ်လဲသူကညဘက်မှအစာရှာတယ်ညဘက်မှလှုပ်ရှားတာများတယ်အနေဘင်းကဘက်မှာဆိုလို့ရှိရင်တော့သူတို့ကပုံးနေတာများတယ်အများအဖြစ်ရံမမူတက်ဘူးဒီရေပွဲလေးတွေကရံမလို့တက်ဘူးသူတို့ကိုလာထိမှဒါကြိုက်တာများတယ်เนาะအဲ့တော့ကြမလို့ဒီလိုမျိုးရေပွဲတွေတွေ့ပြီဆိုလို့ရှိရင်သွားပြီးတော့မကင်သိမ့်ဘူးသူတို့ကအနေရပြုတ်ပြီးထင်လာတယ်ဆိုရင်သူတို့ကကြိုက်နိုင်တယ်အဲ့ဒီခါမှာခုနပြောသလိုမျိုး တက်ရှူရက်ပြီးတော့အန်ရရှိတယ်သူမဟုတ်ဒီရေပဝဲကိုစားမိမယ်ဆိုလို့ရှင်လဲတက်ရှူရက်ပြီးတော့အန်ရရှိတယ်သူမှပါဝင်တဲ့အစိတ်ကမီးနဲ့ထိလဲပဲအစိတ်ကမပြဲသွားပါဘူးအဲ့တော့ဒီရေပဝဲတွေကဘလို့အန်ရရှိစရာလဲဆိုလို့ရှင်သူမှကဒီ TTH လို့ခေါ်တဲ့အစိတ်ပါဝင်တယ်သူကဘာလဲဆိုလို့ရှင်နျူရိုတောက်ဆင်အမျိုးအစားဖြစ်တယ်အဲ့တော့ဘာဖြစ်တယ်လဲဆိုလို့ရှင်သူကအဲ့ဒီ အစိတ်ကဘလို့အလုတ်လုတ်လဲဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲဝင်ရောက်သွားတဲ့အခါမှာခန္ဓာကိုယ်ထဲမှာရှိတဲ့အာယုံကြော cell တွေမှာရှိတဲ့ sodium channel တွေကိုပိတ်တယ်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်ခန္ဓာကိုယ်မှာအာယုံကြောစနစ်ကအရေးကြီးတယ်အဲ့တော့ဒီမှာရှိတဲ့အာယုံကြော cell တွေမှာရှိတဲ့ sodium channel တွေကိုပိတ်လိုက်တဲ့အခါမှာအာယုံကြောစနစ်တွေအလုံးမလုတ်တော့အဲ့တော့အာယုံကြောတွေတေသွားတယ်တကယ်လို့အသက်ရှူလမ်းကြောင်းမှာရှိတဲ့အာယုံကြောထိသွားမှဆိုရင်သက်ရှူလို့မရတော့ဘူး တက်ရှူရခတ်ပြီးတော့အောက်ဆီဂျင်ကျပြီးတော့အန္တရာယ်ရှိတာဖြစ်ပါတယ်နော်သူရဲ့အဆိတ်ကိုဘယ်ရထုတ်လဲဆိုလို့ရှိရင်ဒီရေပွဲရဲ့စရိတ်ကလန်ထဲမှာရှိတဲ့ဘက်တီးရီးယားတွေကထုတ်ပြီးတာဖြစ်ပါတယ်နော် TTH အဆိတ်လို့ခေါ်ပါတယ်နျူတောက်ဆင်မျိုးစားဖြစ်ပါတယ်ခမန်းချီနော်ဒီအဆိတ်ရဲ့1 mg လောက်ကလူတစ်ယောက်ကိုအသက်ရှူတာရက်သွားဖို့အတွက်လုံလောက်ပါတယ်ဒီရေပွဲတစ်ခေါင်ကအကျန်းအဖြစ်လူအယောက်20 30လောက်ကို အသက်ရှူရအောင်လုပ်နိုင်တယ်လို့ဆိုပါတယ်အဲ့တော့အနေရရှိတဲ့ရေနေတတဝါမျိုးစားဖြစ်ပါတယ်အဲ့တော့ဒီရေပွဲအကိုက်ခံရပြီသို့မဟုတ်ရေပွဲကိုစားလိုက်ပြီဆိုလို့ရှိရင်ဘယ်လိုလက္ခဏာတွေပြတတ်လဲဆိုရင်အဲအကိုက်ခံရတဲ့ဟာကိုအရင်ပြောကြည့်အောင်အကိုက်ခံရပြီဆိုရင်အများအပြားမနာတတ်ဘူးအဲ့တော့ကြောင့်မို့တချို့ကအကိုက်ခံရမှန်းတော့မသိဘူးပြီးလို့ရှိရင်အကိုက်ခံရတဲ့နေရာမှာထုံနာကျင်လာဖြစ်လာမယ်။နှာခမ်းတွေထုံလာမယ်၊ရှာတွေထုံလာမယ်။ဟုတ်ပြီအဲ့တော့ ဆက်ပြီးတော့ဆိုးလာပြီဆိုလို့ရှင်တော့အားနည်းသလားမဲဒါစားလို့ရှင်လည်းဖြစ်မှာပေါ့နော်အခုနကတော့အကိုက်ခံရတဲ့အခါမှာဖြစ်တာဖြစ်ပါတယ်အဲ့တော့စားလိုက်ပြီဆိုလို့ရှင်လည်းအဲ့လိုပဲဒီရေပွဲကိုစားမိသွားပြီဆိုလို့ရှင်လည်းအားနည်းလာမယ်ခေါင်းနဲ့မူးလာမယ်စကားပြောအခက်လာမယ်လူချအခက်လာမယ်ပြီးလို့ရှင်ကြွက်သားတွေအားနည်းမယ်မျက်ခွန်ကြီးကျလာမယ်ပင်လှုပ်ရှားအခက်လာမယ်အဲ့နောက်ဆုံးပါဆိုလို့ရှင်တော့အသက်ရှူလို့မရတော့ဘူးပြီးလို့ရှင်နှလုံး ရက်သွားမယ်เนาะအဲ့လောက်ထိစိုးပါတယ်ပြီးလို့ရှိရင်အရေးပေါ်ကုသမှုမခံယူဘူးဆိုလို့ရှိရင်အန္တရာယ်ရှိပါတယ်ဒါကြောင့်မလို့ဒီအပြန်အလှန်ခွင်းတွေအများကြီးပါတဲ့ရေပွဲအကိုက်ခံရပြီးသို့မဟုတ်စားမိပြီဆိုလို့ရှိရင်စေယုံကိုချက်ချင်းတွားဖို့လိုအပ်ပါတယ်เนาะအဲ့တော့စေယုံကိုချက်ချင်းဆက်သွဲပါစေယုံကိုအများဆုံးတွားပါတကယ်လို့အကိုက်ခံရတာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဒီအကိုက်ခံရတဲ့နေရာကိုကျွန်တော်တို့ကလှုပ်ရှားလို့မရပါဘူးเนาะလှုပ်ရှားမယ်ဆိုလို့ရှိရင်အစိတ်ကပို့ပြီးတော့ပြန်နှံ့နိုင်ပါတယ်အဲ့တော့မလှုပ်ရှားအောင်လို့ကျွန်တော်တို့က ဒီအနာတဝိုက်ကိုပတိစီလို့ရတယ်ပတိကိုကြက်ကြက်တော့မစီရဘူးပြီးလို့ရှိရင်ကျွန်တော်တို့ဒုတ်ချောင်းလေးတွေခံပြီးတော့ပဲဖြစ်ဖြစ်မလှုပ်ရှားနိုင်အောင်ကျွန်တော်တို့ဒုတ်ချောင်းလေးနဲ့ပတိနဲ့ပတ်တာဖြစ်ဖြစ်ပြုတ်လို့မှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ဒီလူနာအသက်ရှူလားမရှူလားကိုကြည့်ရမှာဖြစ်ပါတယ်သွေးခုံတော့လည်းစမ်းကြည့်ဖို့လိုပါတယ်တကယ်လို့အသက်ရှူတာရက်သွားခဲ့မယ်ဆိုလို့ရှိရင်တော့တကယ်လို့သင်ကအရေးပေါ်ကုသမှု CPR ပြုတ်လို့တတ်တယ်ဆိုလို့ရှိရင် CPR ပြုတ်လို့ပေးပါ အဲပြီးလို့ရှိရင်ကျွန်တော်ဆေးရုံရောက်ပြီဆိုလို့ရှိရင်ဆေးရုံမှာအောက်ဆီဂျင်တွေပေးမယ်အသက်ရှူဆက်တက်မယ်လိုအပ်တဲ့ကုသမှုတွေပေးမှာဖြစ်ပါတယ်သူ့အတွက်ဖြည့်ဆေးကတော့တိတိအခုထိမရှိသေးပါဘူးဒါတမလို့တင်ကရေပွဲကြိုက်တဲ့လူတယောက်ဆိုလို့ရှိရင်ဒီလိုမျိုးရေပွဲမှာအပြန်အောင်ဂွင်းနေအများကြီးပါလာပြီဆိုလို့ရှိရင်မစားပါနဲ့ကင်လည်းမကင်ပါနဲ့တကယ်လို့တင်ကပင်လယ်ကမ်းခြေတွေမှာခီးသွားပြီရှောက်လိုက်ပြီဆိုလို့ရှိရင်လေဒီလိုမျိုးရေပွဲတွေတွေ့လို့ရှိရင် ဝေးဝေးမှာနေပါတော့မကင်ပါနဲ့အနေရှိပါတယ်။အော်ဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်။တည်ကျနာရှင်လည်းကွန်မန့်မှာမေးလို့ရပါတယ်။ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လေးလုပ်ပေးကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။